ားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ်သစ်တရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ AA ထိုးစစ်စင်တိုက်ခိုက်မှုကြောင့် Fighter စစ်စခန်းကုန်မှစစ်သားများလက်နက်များကိုစွန့်ပစ်ခါကစင်ကလျာစုခွာထွက်ပြေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းငဖဲမြို့နယ်ဗရန်မြို့အနီးရှိနယ်ရေကန်တောင်ပေါ်တွင်တည်ရှိသည့်အကြံဖက်စစ်တပ်လေးချောင်းရန်ကောက်ွယ်ရေးပြူဟာကုန်၏အားထားရသည့် Fighter စခန်းကုန်ကို အာရကတက်တော် AA ဦးဆောင်သောတော်လရေးပူပေါင်းတပ်ဖွဲ့များကရမန်နီကထိုးစစ်ဆင်တိုက်ခိုက်ရာစစ်သားများမှလက်နက်ကြီးများကိုတာမကလက်နက်များကိုပါစွန့်ပစ်ကာကိုလိုယုံပြီးကစင့်ကလေးအားစုတ်ခွာထွက်ပြေးသွားကြသည်ဟုသတင်းရရှိပါသည်။စီရီသတင်းရင်းမြစ်တအူးကဒီစခန်းကုန်းကနာမည်ကြီးဗိုလ်မှူးအဆင့်ရှိတဲ့သူထိုင်တာဖိုက်တာစခန်းကုန်းလို့နာမည်ကြီးစခန်းကုန်းပါ။ဘာကြောင့်တော့မသိဘူး။စစ်သားတွေလက်နက်တွေကိုစွန့်ပစ်ပြီးထွက်ပြေးတာအဲ့ဒီစခန်းကုန်းကိုအချိန်တိုတိုနဲ့အပြတ်သက်ခြေမုံသိမ့်ပိုက်လိုက်တယ်ဟုပြောပါသည်။ အေအေဦးဆောင်တဲ့တော်လန်ရေးမဟာမိတ်တပ်ဖွဲ့များမှဝင်းရောင်စီးနှင်းတိုက်ခိုက်မှုအတွင်စစ်သား40ထံမှနေတည်ဆုံကအများအပြားမှဒဏ်ရာရရှိသွားပြီးလက်နက်ခင်ယံများကိုချန်ထားကအကုန်ထွက်ပြေးသွားသည်ဟုဆိုသည်။နေရီကန်တောင်ရှိလေချောင်းရံကားွက်ရေးပြူဟာကုန်းရဲ့အားကိုအားထားရတဲ့ဖိုက်တာစခန်းကုန်းဆိုတော့လက်နက်ကြီးတွေပါဆင်ထားတာအကုန်ရလိုက်တဲ့ဒီလိုများများလှူဖို့လိုတယ်ဟု၎င်းကသတင်းဌာနကပြောပါရယ်။ ၎င်းစခန်းတွင်စစ်ကောင်စီအင်အားတရာကျော်ရှိပြီး drone sniper လက်နက်ကြီးအမျိုးအစားအများပြားတပ်ဆင်ထားသော fighter စခန်းကုန်းတစ်ခုဖြစ်သည်ဟုဆိုသည်။အရကတက်တော်နှင့်ပူးပေါင်းတော်လှန်ရေးတပ်များကလက်နက်ခရမ်းများကိုတင်စီပြီးစခန်းကုန်းတစ်ခုလုံးကိုပါအပီးပိုင်ထိန်းချုပ်ထားသည်။သူတို့ကဒဏ်ရာရတဲ့သူတွေပါအကုန်တောင်အောက်ကိုဆင်းပြေးသွားတယ်။လက်နက်တွေကိုယူမသွားတော့ဘူးဆိုတော့ကျွန်တော်ထင်တာကတက်ကိုသူတို့မပြန်ပေတနည်းရရကိုအကုန်ထွက်ပြေးသွားပြီထင်တယ်ဟုအမိမဖော်လို့သူ ဒေသခံတအူးကလည်းပြောဆိုပါတယ်အနီနာရှိစင်ပြုံရွာစစ်စခန်းကိုလက်နက်ခဲယံနဲ့တက်နောက်ဆုပ်၍ရတော့လေထို့သောနောက်မဆုပ်ပဲလက်နက်ခဲယံများကိုအကုန်ထားပြီးထွက်ပြေးသွားကြသဖြင့်တက်ကိုမပြန်လို့ပဲတခြားနေရာများသို့ထွက်ပြေးကြပုံရသည်ဟုဆိုသည်စစ်သားတွေကစိတ်ဓာတ်တွေအယံချနေပြီသူတို့ဘက်ကအထီးကအကြဆုံနေတိုင်းရှိနေတယ်လို့တိုက်ပွဲတွေလည်းနေတိုင်းဖြစ်နေတော့ထမင်းတွေလည်းငတ်ပုံရတယ်။အခုသူတို့လက်နက်တွေကိုစွန်ပြီးထွက်သွားကြတာဆိုတော့လုံးဝစစ်မတိုက်ခြင်းနဲ့သဘောမျိုးလို့ပြောလို့ရပါတယ်ဟုဆိုပါတယ်။ စစ်ကောင်စီသည်အင်အားထောင်နှင့်ချီရှိသောပြည်သူစစ်တင်နန်းစင်းကစစ်သားများအားရှီရန်ပို့ပြီးထိုးစစ်ဆင်ရကနေအမ်ဘရန်ရိုးတောင်လမ်းတွင်ပြည်သူစစ်များမှအခြားဆုံးများပြီးဘဝပြက်ခါပြက်လဲမဲ့အနေထားသို့ရောက်ရှိသွားခဲ့သည်ဟုဆိုပါတယ်။လေကြောင်းလက်နက်ကြီးဒရုန်းတို့ဖြင့်ထိုးစစ်ကိုအရှိန်အဟုန်မြင့်ခဲ့သောအကြံဖတ်တက်မတော်သည့် AA နှင့်တော်လိုင်းရေးတပ်ဖွဲ့များ၏တံပြန်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နောက်ပိုင်းတွင်ခန့်စစ်အနေထားသို့ကြားရောက်သွားခဲ့ကကပါစာဆလင်းစင်ပြွန်စုံကုံအမြောက်ကြီးတပ်တို့တွင်အင်အားများဖြည့်တင်းကလုံခြုံရေးတိုးမြှင့်ထားသည်ဟုသိရပါသည်ဆလပီဘင်္ဂလားရခိုင်နယ်စပ်ကို BGB ကအရေးပေါ်အခြေအနေဖြစ်သတ်မှတ်ထားပြီးအနီးကပ်စောင့်ကြည့်နေတယ်လို့ဆိုတဲ့ဆိုတဲ့သတင်းကိုကျင်းဆက်ပြီးသားမှာဖြစ်ပါသည်ဘင်္ဂလားရခိုင်နယ်စပ်ကိုဘင်္ဂလားဒေ့ရှ်နေတာဆောင်တက် BGB အရေးပေါ်အခြေအနေအဖြစ်သတ်မှတ်ထားပြီးအနီးကပ်စောင့်ကြည့်နေတယ်လို့ဘင်္ဂလားမီဒီယာတွေကတဆင့်သိရပါတယ် ဖင်္ဂလာနေကြာစောင့်တန် BGV ဟာနေဆက်တလျှောက်ရှိစက္ကန့်တွေ Voter Outpost VOP အလုံးကိုအမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ထားပြီးသူတို့ရဲ့တာဝန်တွေကိုအချိန်ပြည့်ထမ်းဆောင်ဖို့အမိန်ပေးခဲ့တယ်လို့နေဆက်မီဒီယာတက်ခုဖြစ်တဲ့ Finfrobin News မှာဖော်ပြချပါတယ်။လက်ရှိအိုကီးယားမြို့နယ်ရှိ Falankari တိုင်းနယ်အတွင်းက Raman Javel, Jamankali, Thinkkali, Valukali, Valukali နဲ့နှစ်ကျောက်စရီမြို့နယ် ခေါင်းတုံးတိုက်နယ်တောင်ပြိုဖာရှန်ပေရာတို့အပါအဝင် နေဆက်ရှိအနည်းဆုံးရွာ900မှာတနက်တန်တွေကိုကြားနေရတဲ့ဆိုပြီးလဲ The Territory News မှာဖော်ပြထားပါတယ်။ရှာမှုတက်ရင်အမှတ်30 BGB တက်မှုဒုဗိုလ်မှုကြီးခါစီမတ်တာ FD အာမတ်က BGB ဟာနေဆက်အခြေအနေကိုအနီးကပ်စောင့်ကြည့်နေပြီးနေဆက်ကပြည်သူရဲ့လုံခြုံရေးအတွက်အပြည့်အဝပြင်ဆင်ထားတယ်လို့ဆိုပါတယ်။ ဒီသတင်းတွေဟာရခိုင်ပြည်နယ်နေဆက်ချင်းထိစပ်နေတဲ့ကော့ဘဇားနဲ့ဗင်ဒရိုဗင် အခြေစိုက်သတင်းဌာနတွေကရေးသားထားတဲ့သတင်းတွေတွေကကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပြီးဒီနေဆက်တိုက်ပွဲသတင်းတွေနဲ့ပတ်သက်ပြီးအာရခတက်တော်ကတော့တစုံတရာသတင်းထုတ်ပြန်တာမျိုးတော့မရှိသေးပေ။ကျမိုင်းသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။